ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရှေ့ဗီဒီယိုမှာခြံထားခဲ့တဲ့တရှုနှစ်ယောက်ကိုဖွက်ထားပြီးတဲ့ရာခတ်ဆိုတဲ့အမျိုးသမီးတစ်ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဣဒရီလာတရှူရီဟာယေရီခေါမြို့ကိုတွားပြီးစုံစမ်းနေရင် ရာခတ်လို့ခေါ်တဲ့အမျိုးသမီးအိမ်ကိုရောက်သွားကြပါတယ်။ဒါကိုရေတခေါပင်တိရနဲ့စစ်သားတွေကိုလွှတ်လိုက်ပါတယ်။ရာခတ်လည်းသူ့အိမ်ကိုလာစစ်ဆေးတော့မယ်ဆိုတာကိုတိရနဲ့တရှိုနှယောက်ကိုအိမ်မိုးပေါ်မှာဖွက်ထားလိုက်ပါတယ်။ဒီလိုနဲ့စစ်သားတွေရောက်လာတော့မင်းစီကိုလာတဲ့တစိမ်းနှယောက်ဘယ်မှာလဲဆိုပြီးတော့မေးပါတယ်။ဒါနဲ့ရာခတ်ကတစိမ်းနှယောက်လာတာမှန်ပါတယ်။ဒါပေမဲ့သူတို့ဘယ်ကလာလဲဆိုတာကိုကျမမသိပါဘူး။မိုးချုပ်လို့တကားပေးချင်ရောက်တဲ့အခါမှာပဲသူတို့ထွက်သွားကြပါပြီလို့ဖြေလိုက်ပါတယ်။အခုလိုက်လို့ရှိရင်မိပါသေးတယ်ဆိုပြီး လမ်းလွဲပေးလိုက်တော့စစ်သားတွေလည်းလိုက်ဖမ်းဖို့ထပ်သွားကြပါတယ်။အဲ့ဒါနဲ့ရာခက်ကတရှိုးရီစီပြန်လာပြီးဖျားသခင်ကရှင်တို့ဖက်မှာရှိပြီး DB ကိုရှင်တို့အနိုင်ရမယ်ဆိုတာတိလို့ကူညီပေးလိုက်ရပါ။ကျမမိသားစုကိုကယ်မယ်လို့ဂတိပေးပါဆိုပြီးတောင်းဆိုလိုက်ပါတယ်။တရှိုးရီလည်းရာခက်ကိုမင်းအိမ်မှာရှိရတဲ့သူမှန်သမျှအသက်ချမ်းသာရမယ်။ဒါပေမဲ့တရင်ပေါက်ကနေကျိုးနေတဲ့ချောင်းချထားရမယ်။ ဲ့ဒါမှငါတို့စစ်လာတိုက်တဲ့အခါအဲ့ဒီကျူးလူကြီးချထားတဲ့မင်းရမိသားစုတွေကာကွယ်ခံရမယ်လို့ပြန်ပြောခဲ့ပါတယ်။ရခိုင်ကတရှိုးတွေကိုပြတင်းပေါက်ကหนีပြီးတော့မှကျိုးနဲ့ရှော့ချပေးလိုက်ပါတယ်။တရှိုးတွေလည်းတောင်ပေါ်မှာ၃ရက်ပုန်းနေပြီးတဲ့နောက်မှာယောရှုစီကိုသူတို့ပြန်သွားကြပါတယ်။အဲ့ဒီနောက်ဣသရေလတွေဂျော်ရန်မြစ်ကိုကူးလာပြီးပြည်ကိုသိမ်းမက်ဖို့ပြင်ဆင်ကြပါတယ်။ဂျေခေါမျိုးဟာသူတို့အနိုင်ရတဲ့အ우ဆုံးမျိုးဖြစ်ပါတယ်။ ဖျားသခင်ကအဲ့ဒီမြို့ကိုတရက်တစ်ကြိမ်6ရက်လက်ပဲချီတက်ဖို့မိန့်မာခဲ့ပါတယ်။နောက်ပြီးယေဘရဟိ9ယောက်ကိုတစ်တာတော်ရှိမှယူပိလတပိုး9လုံးကိုဆောင်ရကြမယ်။တတ္တမနေ့မှာ9ကြိမ်တိုင်အောင်မြို့ကိုလက်ပတ်ပြီးယေဘရဟိတွေကတပိုးကိုမှုတ်ရကြမယ်လို့မှာခဲ့ပါတယ်။ပြီးတော့စစ်သားတွေကအတန်ကြီးကျယ်နဲ့អော်ကြပါတယ်။အဲ့ဒီအခါမှာပဲမြို့ရိုးတွေပြိုကျကုန်ပါတယ်။ဒါပေမဲ့ရာခတ်အိမ်ကတော့မပြတ်စည်းပဲကျန်နေခဲ့ပါတယ်။ ယာခက်ကဣဒရီလာတွေရဲ့ယန်သူများတဲ့အဖြစ်ပေမဲ့လည်းဖျားသခင်ကိုယုံကြည်ကိုးစားပြီးဣဒရီလာတွေကိုကူညီခဲ့လို့သူ့ရဲ့မိသားစုတွေရေရခေါမျိုးပြတ်သုံးချင်းမှလွတ်မြောက်ခဲ့ကြပါတယ်။ယာခက်ကနောက်ပိုင်းမှာဣဒရီလာလူမျိုးဘောဇာနဲ့အိမ်ထောင်ကျပြီးဒါဝိမင်းရဲ့ဘိုးဘွားများထဲမှတူဦးဖြစ်လာခဲ့ပါတယ်ခင်ဗျာ။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။